ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမန်တီတောက်အစီအစဉ်လေးဒါတင်ဆက်ပေးဖို့ချိန်ကျလာပါပြီဒီနေ့မှာတော့ဒါပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော်နဲ့အတူစီတူကနေပြောမှာပဲတုံသက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါညီမင်္ဂလာပါကိုအခုဒါ Monday Talk မှာတော့အဓိက Premier League ကြောင်းလေးတွေပဲပြောကြတာပေါ့နော်ဘာကနဲ့ Real ပွဲကိုကတော့အခုဒါတိတက်ဒီရက်ကူးရေးနေ့မှာပဲတိကြလေးဒါတုံသက်ကြတာပေါ့ဒါမနေ့လုံးကကစားသွားတဲ့ Premier League ပွဲတွေလည်း တော်တော်လေးကောင်းပါတယ်မထင်မတဲ့ရလက်အနေနဲ့ဗီလာပတ်မှာမန်ချက်စတာစီးတီးက300ရာဒီဆက်တိုက်ဒါရှုံးခဲ့တယ်ပေါ့လေပြီးကြတဲ့နေရာဒီတုန်းကလည်းရှုံးခဲ့တယ်ဒီရာဒီမှာလည်းပုံစံကောင်းရနေတဲ့ဂျာရဲကဒါမထင်မဖက်နဲ့ အက်စတိုဗီလာကိုရှုံးခဲ့တယ်အစနေကတော့ပုံမှန်တိုင်းပဲဒါ1စီးပေါ့လေသူရဲ့ခံစစ်ကျင့်တမှုတွေနဲ့သူဒါသူရဲ့အာသာချက်ဒီတက်ဂါမောရီနဲ့ဒါဂိုးရီယူပြီးတော့မှမဘီစီယာထိတ်ကိုဒါဥဆောင်ထားတာကိုလည်းတွေ့ရပါတယ်အရင်ဆုံးဒီပရီးမီယာလိနဲ့ပတ်သက်ပြီးတော့မှပေါ့လေဒါမနေ့ကကစားသွားတဲ့ပရီးမီယာလိပွဲပြီးအချိန်လေးဒါစီတူဒီဘယ်လိုပြောမလဲဟိုလှစ်တစ်ခုလုံးအနေထားလေးနဲ့ပဲစပြီးတော့မှပြောပြပါဦးကြီးဟုတ်ကဲ့ဒါတနေ့ကနေဒီမှာပွဲရင်များခဲ့တယ်ပေါ့နော်ပွဲရင်များခဲ့တော့နည်းနည်းလေးကြည့်ရတာဟိုဘက်လည်းကြည့်ဒီဘက်လည်းကြည့် တော့ဖြစ်ခဲ့တယ်။အာဆင်နယ်ကထုံးစံတိုင်းပဲသူတို့သူတို့ကိုသွင်းဖို့မရဘူးပေါ့နော်။တော်တော်လေးကိုခွင့်ရရမရသလောက်ပဲ။အဲအဲ့အာသာချန်နယ်ပဲဆက်လက်ပြီးတော့အနိုင်နေစဲဆိုတော့တွေ့ရတယ်။ Manchester City ကပြောမှဆိုရင်သူတို့ကစားပုံအပြောင်းလဲပေါ့နော်။ကစားကွက်ကစားကွက်ကမပြောင်းဘူး။ဒါပေမဲ့သူတို့ရဲ့ဒီလူလူစင်းအတုံးချပုံအပြောင်းလဲတွေလုပ်တယ်။ဘွဲမစခင်ကတည်းကကျွန်တော်အနေနဲ့ဒီလူစင်းကိုတန်လျက်ရှိခဲ့တယ်ပေါ့နော်။သူသဖြင့်တော့ CDM စစ်စစ် ့ကွင်းလက်ခံစစ်ကစားသမား system မပေါင်းဘောလေမပေါင်းအဲ့ဒီမှာ Rinders ကစား Rinders ကဒီပုံစံကစားရလူလည်းမဟုတ်ဘူးတော်ပါဘူးစောင့်ကြည့်ကျင်စရာဖြစ်ခဲ့တယ်တကယ်လဲ Manchester City ပုံစံပြည့်ရင်းခဲ့တာမြင်ရတယ်ပြီးတော့ဒီ LB နေရာမှာ Cavadio ကိုသုံးတယ်ပေါ့နော်အဲ့တော့အဲ့ပုံစံကလည်းအမ်လက်ရှိအခင်းကျင်းနဲ့တိတ်မလိုက်ဘူးကဘာဒီယောညံ့နေရလားဆိုတော့ညံ့နေအောင်မဟုတ်ဘူးဒါပေမဲ့သူကသူကစားကွက်အဲဒီပြီးခဲ့တဲ့ပွဲစဉ်တွေကတောက်လျှောက်ပြနေတဲ့ပုံစံနဲ့ တီးသက်တခြားနားတဲ့ပုံစံတစ်ခုရောက်သွားပြီးတော့ဘယ်လိုပုံစံပဲဖြစ်တယ်လဲဆိုတော့မနစ်ကရုံးကန်ရတဲ့ပုံစံမျိုးပြဖြစ်တယ်။တုံးခဲ့ရလဲအဲ့လိုလိုဆင်းမဲ့ဖြစ်နေရပါတော့။အဲ့လိုအဲ့လိုပုံစံမျိုးပြတွေ့ခဲ့ရတယ်ပေါ့လေ။အဲပြီးတော့ဒီညာဘက်မှာပစားခဲ့တဲ့ Everton နဲ့ Spa ပွဲ Spa ကဒါဒေကန်ဘောတွေရပဲဆက်လက်ပြီးဒုက္ခပေးသွားတယ်။အဲဒီ Mickey Van Divan ကဒီပွဲရဲ့ captain အနေနဲ့ကစားခဲ့တာပေါ့နော်။တကယ်ကောင်းမွန်တဲ့ captain ဂိမ်းပါ။ကိုသွင်းသွားတာလည်းကောင်းတယ်ပြီးတော့ကိုယ့်ဘက်မှာကစားတာလည်းဟို Everton ကိုခွင့်ရေးပေးရတယ်ဆိုပေမဲ့ တော်တော်လေးကာကွယ်နိုင်ခဲ့ပါတယ်သူတို့ပြင် Everton နံပါတ်9ကစားသမားတွေပေါ့နော်ဘက်တိုတို့ Thiago Berry တို့ကိုအကောင်းဆုံးထင်းချုံနိုင်ခဲ့တာဟုတ်ဟိုမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ Spa က Spa ပရိသတ်တွေရောတိတ်မကြိုက်လောက်ဘူးထင်တယ်ဒီလိုကစားဟန်ကိုဒါပေမဲ့ဘာပဲပြောဟိုရလက်တွေအထူးစနစ်နိုင်တာဟုတ်ဟိုတွေ့ရတယ်ပြီးတော့ Spa ရဲ့ရလက်တွေကလည်း Manchester United လို့အသင်းမျိုးနဲ့သွားဆင်တယ်ပေါ့နော်။မထင်မဲ့မထင်မဲ့တဲ့ရလက်တွေကိုပို့ပြီးတော့ဖန်တီးနိုင်တာကိုတွေ့ရတယ်။ကြောက်ဖို့လည်းကောင်းတယ်။ဒါပေမဲ့ဒီခါလေးကြောက်လို့လေဟိုပြက်ရင်သွားတတ်တဲ့ အထိုင်မျိုးပေါ့နော်အဲ့လိုကစားဟန်မျိုးတို့တွားနေတယ်နောက်ထပ်ထပ်ပေါင်းထည့်ရမယ့်အရာလေးရှိတယ်ပေါ့နော်အဲ့တော့ဒီအချက်ကလေးတွေကိုတော့ဟိုတနည်းကလေးနေပွဲစဉ်တွေကမြင်ခဲ့ရတယ်ဘုံမောက်အတင်းကလည်းဆက်လက်ပြီးတော့ခြေစွမ်းပြနေစေပဲပေါ့နော်ဘုံမောက်ဒါအဆင့်နှစ်နေရမှာတော့ဟိုရက်တည်နေတယ်ပေါ့နော်အဲ့တော့ပရီးမီယာလိဂါတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေပြီလို့ပြောရပါလိမ့်မယ် ဟုတ်ပါတယ်ဒီပရီးမီးယားလိဂ်ကပွဲစဉ်တရား၈၉လောက်ပဲရှိသေးတယ်ဗောလေပွဲစဉ်တော့နိုဗ ెంబ ာဒီဇင်ဘာပွဲကြက်ကာလတွေကြာတော့ပို့ပြီးတော့အရှိန်ရလာမယ်ဒီလေအရှိန်မရခင်စက်ကြားလေးမှာလည်းဒါအတင်းကြီးတွေမထင်မှတ်ဖက်နဲ့ဒါရှုံးနေမှုနဲ့တို့အာဆင်နယ်ကတော့ဒါရမှ၆မှတ်အသာရထားတယ်အဲ့မှာမထင်မှတ်ဖက်နဲ့ ဘုံမောက်ကဒါအမပီစီယာထိပ်ပိုင်းမှာရှိတယ်ဆန္ဒလန်ကအမပီစီယာထိပ်ပိုင်းကိုရောက်လာတယ်အဲဒါတင်းငူနေတိပွဲပြီးမှာတော့ထူးခြားလေးကတော့မန်ချက်စတာနဲ့တင်းကဒါရမတ်တူအနေထားကိုဒါရောက်လာတယ်ဗောလေယူနိုက်တက်ကရာသီစမှာရလက်တွေဒါဆိုးခဲ့မြေအခုတော့ဒါစီးတီးနဲ့အပြိုင်ဒါရမတ်တူအနေထားလေးလည်းဒါကိုတွေ့ရတယ်ပထမဆုံးအခုဒါအစင်နယ်ပွဲလေးနဲ့စပြီးမှဒါတွားကြရအောင်မှာညအစင်နယ်ကဒါထုံးစံတိုင်းပဲဒါ1-0နဲ့ ဒါအနိုင်ရခဲ့တယ်ခရစ်စတိုဘဲလေးကိုသူတို့ဒါခက်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 တော့ဒါကစားခဲ့ရတယ်ခက်ခက်ခက်ကစားခဲ့ရတယ်ဆိုတော့ဒီ defense line နဲ့ဆိုင်ရင်ဒီ attack ခင်ပိုင်းပေါ့ထုံးစံတိုင်းမှာ attack ခင်ပိုင်းကတော့ဂိုးရောက်ဖို့အတွက်စိတ်ရှည်တိကံပြောမှဒါဆောက်ရတယ်နောက်ဆုံးတော့ရခဲ့တဲ့ဂိုးကလည်းတက်ကံဘောကတစ်စစ်ပဲဒါရခဲ့တာကိုဂိုးဒါတွေ့ရပါတယ်ဒီဘွဲလေးကိုဒါစီတူစာပြီးသုံးသပ်ပေးပါဦးလေအာအစနယ်ကတော့သူတို့ရဲ့ formula အတိုင်းပဲပေါ့နော်ခန်စစ်ကတော့တော်တော်လေးကိုကောင်းလာပေါ့နော်အစောပိုင်းပထမပိုင်းမှာပေါ့လေအခွင့်အရေးတချို့ပြရတာမျိုးရှိတယ် အဲဒါပေမဲ့လေလွတ်သွားတာမျိုးကိုတော့ကိုပေးရနိုင်ချင်အရင်နေအောင်သူတို့ glide ကာဝင်လိုက်တော့တွေ့ရတယ်ပေါ့နော်ကိုသမားလည်းကောင်းတယ်ပြီးတော့တစ်ချိန်ဆိုရင်တန်နီယံမူညော့လွတ်သွားတယ်ပေါ့နော်ဒါပေမဲ့လူကျုံသွားပါလေလူကျုံသွားပါလေဒါပေမဲ့အဲ့လူမကျုံခင်တည်းကဒါရလည်းမမှုတ်သေးဘူးပေါ့နော်အဲ့တော့မူညော့လွတ်သွားတယ်ဒါပေမဲ့ကန်တယ်ကိုရဲအနေထားမရောက်ခဲ့ဘူးပေါ့နော်အဲ့တော့ဒါကပဲအာဆင်နယ်ခံစေးရဲ့တည်ငြိမ်မှုအာဆင်နယ်စွမ်းဆောင်ရည်ကလည်းအဲ့ဒီတည်ငြိမ်မှုကိုအခြေခံထားတာပေါ့နော်ကိုပေါက်တဲ့ကန်ချက်တော့မပေးရဘူးဒါပွဲ ်ချိန်နောက်ပိုင်းမှာသာတိုက်ခတ်တရားကိုပေးခဲ့ရတာပေါ့နော်အဲ့တော့အဆန်တရားဒီဘောက်တိတ်ကန်ချက်မပေးရတာယူကာဆယ်နဲ့ပွဲတွေကယူကာဆယ်နဲ့ပွဲဝါတာမာတာကိုသွင်းတဲ့အချိန်တည်းကစပြီးတော့လာတာမင်းတို့300ကျော်လောက်ကြည့်ဘောက်တိတ်ကန်ချက်မပေးရအောင်ဆိုတာသူတို့ရဲ့တည်ငြိမ်မှုပဲအဲ့တော့အဲ့တည်ငြိမ်မှုပေါ့အခြေခံပြီးတော့ကစားကွက်ကိုဟိုတိဆောက်ထားတယ်သူတို့ရဲ့ကစားဟန်ကိုတိဆောက်ထားတယ်ပေါ့နော်ပေးဆက်ထားရတယ်လည်းရှိတယ်အဲ့ဒါကတိုက်စစ်တိတ်မကောင်းဘူးပေါ့နော်တိုက်စစ်တိတ်မကောင်းဆိုတာကဒီနေ့ပွဲမှာဆိုရင်လည်းဒါစကာကပုံမှန်ခြေစွမ်း ပုံမှန်လိုမျိုးပေါ့နော်အသင်းကိုတိုက်စစ်ပိုင်းဦးဆောင်နိုင်တဲ့စွမ်းဆောင်ရင်မပြနိုင်မပြနိုင်ခဲ့တဲ့အတွက်အစနယ်တိုက်စစ်အားမကောင်းလို့ပြောလို့ရတယ်ထုံးစံတိုင်းပဲတိုက်စစ်ကယော့ကရက်ကလည်းဟိုအကူလို့မရဘူးပေါ့နော်တုံးမရဘူးလို့ပြောရတာနည်းနည်းပြစ်ထန်ပဲထင်တယ်ဒါပေမဲ့အကူလို့မရဘူးလို့ပြောရလိမ့်မယ်ထင်တယ်အဲ့တော့ယော့ကရက်ကလည်းအကူလို့မရဘူး trossard ကတချို့တော့အလုပ်လေးတွေတော့ရှိရဲ့သူကလည်းသူတော့တာဝန်ကြီးရဲ့ဒါပေမဲ့လည်းအခုလိုမျိုးတိုက်စစ်ကအားရဖို့မကောင်းတဲ့အနေထားဘူး trossard လည်းပြောင်းလဲမပေးနိုင်ဘူး ော်ဒီအနေထားပြောင်းလဲပြေးနိုင်တာက၃ရက်လုံးမိပြီးတော့၃ရက်လုံးအရင်ကောင်းရင်ကောင်းမကောင်းရင်ဆက်ကအရင်ကောင်းနေတယ်အဲ့လိုမျိုးအခြေအနေဆိုရင်မပြောင်းလဲပြေးနိုင်တယ်အာဆင်နယ်မှာအဲ့ဒီလိုအပ်ချက်ပေါ့နော်အဲ့ဒီလိုအပ်ချက်ကိုတော့ကျွန်တော်တို့မြင်ရစေပဲအစီကလည်းအလုတ်လေးတွေတော့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒါပေမဲ့အလုတ်လေးတွေမြင်ရပေမဲ့တကယ်တမ်း account ထဲပေါ်တဲ့ combination တွေမပေါ်လာဘူးပေါ့နော်အဲ့တော့ Tyson ဟိုအဓိကတောင်ရွာ၄ရောက်ပေါ့နော်အဲ့တော့အဓိကတောင်ရွာ၄ရောက်မှာတော့လိုအပ်ချက်လေးတွေရှိနေတော့မယ်ပြီးတော့အတွဲဖက် ကလည်းအဲထင်သလောက်မမိကြဘူးပေါ့နော်အဲ့တော့အဲ့လိုပဲချက်တွေတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ကျန်တဲ့အပိုင်းပေါ့နော်ခန်းစစ်က၄ယောက်ပြီးတပည့် pivot က၂ယောက်ပေါ့နော် Declan Rice နဲ့ Super Matty အဲ့ကစားသမားတွေကတော့ perfect ပဲလို့ပြောလို့ရတယ်ပွဲတိုင်းမှာသူတို့ရဲ့စွမ်းဆောင်ရည်ကပွဲရုပ်လည်း control အပြည့်ရှိတယ်ပြီးတော့ကိုဘက်ကလည်းအမြဲတမ်းအမြဲတမ်းကာကွယ်ပေးနေတာကိုတွေ့ရတယ်ပြီးတော့ Timber တို့ Calafiori ကလည်းပွဲအခြေအနေပေါ်မူတည်ပြီးဒီနေ့ပွဲဆိုရင် Calafiori ကအရန်ကြီးရှေ့ကိုတက်နေတာမျိုးကျွန်တော်မြင်ရအောင်ဒါကဟုတ်တယ်ဟုတ်တယ် ဟိုအနေဆိုင်လဲမယ်ပေါ့နော် adjective instruction နဲ့ဆိုင်လဲမယ်ဒါကဘာလို့လဲဆိုတော့အဲ့ဘက်မှာစာကစားတာမမာဒူစာနဲ့ဒန်နီယယ်မူညိုစုကစားတယ်ခရစ်စတယ်ပဲလစ်ရဲ့အနေရအများဆုံးအပိုင်းဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါကြောင့်မလို့ color theory ကိုအဲ့လိုမျိုးရှင်းသိမ့်မတက်ခိုင်းတာလို့ယူဆရတယ်အဲ့တော့ကျွန်တော်တို့ arsenal တိုင်းစစ်သိမ့်မမိဘူးပေါ့နော်အခုတွေတိုင်းတိုင်းကဲမသွင်းနေဘူးဆိုတော့အချက်ကတော့ထင်သာမြင်သာရှိတယ်ဒါပေမဲ့အဲ့ဒီအချက်ကိုအတေသားကရွေချက်ရှိရှိအဲကန်သွင်းချက်တွေနဲ့အောင်အတင်းကြီးသူရှော့ချနေရတော့မဟုတ်ဘူးဒါပေမဲ့ ဲ့ကံသွင်းချက်တွေများလာအောင် तू လုပ်လို့ရတယ်။ဒါပေမဲ့ तू အဲ့ဒါကိုမလုပ်ခဲ့ဘူးလို့ကျွန်တော်ကတော့ထင်တယ်။မလုပ်ခဲ့ဘူးဆိုတာဘာလို့လဲဆိုတော့ safety first ကို तू ပို့ပြီးတော့အာယုံဆိုင်တဲ့ဦးစားပေးတယ်၊ကျစ်လက်ဖို့မာကျော်ဖို့ခိုင်ခံ့ဖို့ဦးစားပေးတယ်ပေါ့နော်။အဲ့လိုဦးစားပေးလိုက်တဲ့အတွက်တချို့သောနေရာတွေဟသွားတယ်ပေါ့နော်။အဲ့အဟလေးတွေကအာဆန်နယ်ပရိသတ်တွေတိတ်အားမရတဲ့ဒါတိုက်စစ်ပိုင်းကတိုင်းတိုင်းကန်နေရတယ်အခွင့်အရေးကောင်းတဲ့အများကြီးရနေရတယ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးမြင်တယ်ပြီးတော့တို့ရဲ့ဂိုးကကြတော့ဆက်ပီးစ်ပေါ့ဒါလည်းတို့ရဲ့အာသာချက်ပဲအဲ့ဒီလက်နက်ကနေ ရရှိသွားတယ်ဗောလေအဇေကဒီလို volley ကန်နေရတော့လုံးမတလုံးရှိနေပြီဒါပေမဲ့အခုမှကိုရသွားတယ်တော်တော်လေးသဘောကျဖို့ကောင်းပါတယ် set piece ကလည်း ဟုတ်ပါတယ်ဟိုသူ့ရဲ့အသင်းဟောင်းတဲ့ပွဲမှာမှ900ပါမှာနော်မနေ့ကပွဲမှာဒါအခုလည်းထူးထူးကြကြပါပဲတွေ့ရတာကလပ်ဖီယိုရီကပုံမှန်ဆိုတော့ကွင်းလယ်အတွင်းပိုင်းဝင်တယ်ဒီတိုက်စီတီတက်တယ်အဲဒါပေမဲ့မနေ့ကတော့ကလပ်ဖီယိုရီကသူ့ရဲ့ natural position မှာပဲအများအပြည့်ဒီဘယ်ချမ်းခံစစ်မှာပဲနေတယ်ဒါလည်းစီတူတုံးသွားသွားသလိုပဲစားလည်းရှိတယ်နော်ဒါမူညော့လည်းရှိတယ်ဒီနေ့ကလည်းတကယ်လည်းပွဲအစပိုင်းမှာအာဆင်နယ်ရဲ့ခံစစ်ကိုချင်းချောက်တဲ့ကစားသမားဖြစ်တယ်ဗောလေအဲအကြောင်းမို့လဲကလပ်ဖီယိုရီကဒါပွဲချိန်တောက်လျှောက်နေပါဘယ်ချမ်းမှာပဲသူ နေရာယူရတယ်ဗောလေဒါလေးကတော့အဆင်နဲ့အရင်ပွဲတွေရတဲ့စာရင်ဒါထူးခြားတဲ့အနေထားလေးတစ်ခုလို့မြင်ရတယ်ဗောနော် qualifiery အတွင်းပိုင်းမဝင်လို့ဒါ Julian Timma လည်းဒါဝင်ကစားတာမျိုးလည်းရှိပါဒါပေမဲ့ Julian Timma လည်းဝင်ကစားရလည်းမတွေ့ရဘူးဆိုအဆင်နဲ့ကတော့မနေ့တုန်းကဒါပွဲမှာကြည့်တယ်မယ်ဆိုရင်ဒါ Crystal Palace ကို3ကြီးကြီးနဲ့ဒါအရင်ပွဲတွေရတဲ့ကိုပို့ပြီးမှ3ကြီးကြီးနဲ့ကစားတော့တာလေးကိုတော့အခုတွေ့ရတယ်ကိုကန်သူမင်းလည်းတိတ်တော့မပြေအောင်ဒါပေမဲ့သတိမထားလို့လည်းမရဘူးလေ Palace ကကြတော့ဒါအားလုံးသိရတယ်မယ်လီဗာပူးကိုလည်းနိုင်ထားတာရှိတယ် Chelsea ကိုသိကြတာရှိတယ်ဟိုဒီလိုမျိုးက ားထားတဲ့ဒီရလက်နဲ့ဒီအထူးဖြစ်တာအဝေးပွန်းပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်လည်းတရီကစားနိုင်စွမ်းတော်တော်ကြီးကိုမြင့်တဲ့အသင်းဖြစ်တဲ့အတွက်ဒါတော့သတိထားပြီးချင်းကပ်သွားတယ်လို့အခုထင်နေတာစီတူတုံးသက်သွားတာမှန်ပါတယ်အာဆင်နယ်ရဲ့တိုက်စစ် အာရုံမှုတွေကကြည့်လိုက်မယ်ဆိုရင်ကာလာဖီယိုရီကွန်းနဲ့အတွင်းထဲထိ မတက်သွားတဲ့တစ်ချက်ကကြတော့ဒီခွလမှာ numerical advantage မရတဲ့အပိုင်းကြီးလေဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေဒါဒီချက်ကြောင့်လည်းအဆင်နေရတော့တက်ရှစ်ပိုင်းကတော့ဟိုပုံမှန်ထက်စာရင်တော့နည်းနည်းလေးတော့အားနေတယ်လိုအပ်တဲ့နိုင်ပွဲတော့ဒါယူနိုင်ခဲ့တယ်လို့ဒါပြောရမှာပါနောက်တစ်ပွဲလေးလည်းထပ်ပြီးတော့သွားကြတာပေါ့လေနောက်တစ်ပွဲကတော့ Manchester City Aston Villa ခွင့်မှာဒါရှုံးနေသွားတယ်ဒါထူးခြားတာတစ်ခုက ဒါ City ကိုဒါ Aston Villa ဥဆောင်ကိုတွေးပြီးနောက်ပိုင်းမှာလဲ Aston Villa ကပဲတောက်လျှောက်တိုက်စစ်ပြီးတိုက်စစ်ဖွင့်နေအဲ့ဒါတခုကတော့တော်တော်လေးဒါထူးခြားတာဗောလေ Haaland ကိုသူငွေရတယ်ရမယ်ရတဲ့အခွင့်အရေးကအခုလို့ဟိုမှာ Everton ကိုနိုင်ခဲ့တဲ့ပွဲရမျိုးနဲ့ရှင်းကြည့်လိုက်မယ်ဆိုရင်ဒါတခြားစီ Everton နဲ့ပွဲမှာဆိုရင် တွင်းနဲ့ကိုကငကိုတကယ်တမ်းရမယ်ဆိုရင်အနည်းဆုံး၄၉လောက်ထိဒါရနိုင်တဲ့အခွင့်အရေးမျိုးတွေမန်စီးတီးကရခဲ့တာပေါ့နော်မနေ့ကပွဲမှာတော့ဂူးတူးငွေနဲ့တိတ်လည်းမရဘူးအစတူဗီလာအထူးခြားတဲ့ကိုကြောင့်ဂူးရပြီးရင်နောက်ပိုင်းမှာခန်းစစ်လည်းမပိတ်မနဲ့အတက်ကင်အတက်ကင်သွားတဲ့ဟာမျိုးတွေလည်းတွေ့ရဆိုဒီပွဲလဲစီတူဆက်ပြီးတော့မှသုံးသက်ပေးပါဦးအချီးလေးပါလဲဒါစီတူဒီပွဲအရင်ထားလေးကိုလည်းဟိုဘယ်လိုလဲအချမ်းပြင်းပြောထားတာလေးလည်းရှိတာပေါ့လေဟုတ်ကဲ့ကိုဟိုဘယ်လိုပြောမလဲစူဖွဲ့ဘုံကမန်စတာစီးတီး၄တက်၄တက်ပေါ့နော်သူတို့ရဲ့ကစားကွက်ကိုဟို အရိုးရှင်းဆုံးပြောမယ်ဆိုတော့လစ်တစ်လစ်တစ်အဲ့တော့အဲ့ဒီတစ်ဆိုတဲ့ခံစစ်နေရမှာရူဒရီကစားတယ်ကောင်းတယ်ရူဒရီဒဏ်ရာရသွားတော့နီကိုကစားလက်ကစားတယ်ကောင်းတယ်သူတာဝန်သူတာဝန်သူကြည့်တယ်သူကရူဒရီမဟုတ်ဘူးမဲ့သူတာဝန်သူကြည့်တယ်အဲ့တော့အခုအဲ့နေရာမှာရိုင်းဒါစ်အဲ့တော့အဲ့နေရာကကစားသမားတွေကသူ့ရဲ့ပင်ကိုနေချာကအထိုင်နေချာတော့ဖြစ်ရတယ်ဟုတ်ပါဘူးလောက်မှကိုလှုပ်ရှားမှုကောင်းလို့ပေါ့နော်လှုပ်ရှားမှုကောင်းလို့ရူဒရီကိုလှုပ်ရှားမှုကောင်းလို့ညင်မြင့်လို့ physical အရန်ကောင်းလို့ရှေ့ကိုတတ်နိုင်တာတခဏတာပေါ့ အထိုင်က defensive အမြင်ကောင်းရတယ် defensive အမြင်ကောင်းတယ်ဆိုတာလေ tackling လိုက်လုပ်နေရတခုတည်းမဟုတ်ဘူး coverage နဲ့ပြီးတော့ဒီနေရာလွတ်တွေကိုကာကွယ်နိုင်ဆိုရင်ပြီးတော့ interception ဒီဒီချက်တွေကိုအဓိကအားကိုးရတဲ့နေရာပေါ့နော်အဲ့ဒါတွေက Rinders နဲ့ဘာမှမဆိုင် Rinders က defensive contribution ကမညံ့ကောင်းတယ်ဒါပေမဲ့သူကောင်းတဲ့ပုံစံက number 6တယောက်ရဲ့ကောင်းခြင်းပုံစံမဟုတ်ဘူး number 8တယောက်ရဲ့ကောင်းခြင်းပုံစံပေါ့နော်အဲ့တော့လုံးဝလွဲနေရပေါ့နော်အဲ့တော့အဲ့လုံးဝလွဲနေတာကဒါကျွန်တော်ပွဲမတိုင်ခင်ကျွန်တော်ခံစားချက်ပေါ့ တကယ်ကစားတော့လေအဲ့ဒီအားနေချက်ကိုမြင်ရတယ်ပြီးတော့ဘာအားနေသွားလဲဆိုအဲ့ဒီအားနေချက်ကြီးကိုဝိုင်းပြီးတိုက်ခိုက်နေရတော့မဟုတ်ဘူးဒါပေမဲ့ Manchester City ရဲ့ကစားကွက်ကစားဟန်တိဆောက်မှုပါခိုင်မာမှုမရှိတော့ဘူးသူတို့ပုံမှန် strength မရှိတော့တာတွေ့ရတယ်ပြီးတော့ဟိုတွင်းပြရတော့ဒါ Johnson Spa လာဆိုဖြစ်တဲ့အတွက် Johnson ကအဲ့ဒီနေရာကိုတက်မယ်ပေါ့နော်အဲ့တော့ပုံစံတိုင်း Manchester City ရဲ့3-4-1ပုံစံအဲ့လိုပုံစံပို့ပြီးတော့ပတ်ပတ်နိုင်နိုင်ပို့ဖြစ်သွားတယ်ပေါ့နော် အဲ့ဒါကပဲ Manchester City ကိုမနစ်ကပုံစံပြန်ပြီးတော့ဆွဲခေါ်သွားတယ်ဒီနှစ်ပုံစံနဲ့ပြန်ပြီးဝေးကွာစေတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့ ball position တွေကိုအရှင်အားလောက်ကြီးမကင်ထားတော့ဘူး Manchester City ပေးထားတယ် Villa ကိုလည်းအဲဘယ်လိုပြောမလဲလုံလောက်တဲ့ sharing ပေးထားတယ်ပေါ့နော်ကျွန်တော်ပြင်မမှားလို့55ရာခိုင်နှုန်းလောက် Villa ရလိုက်မယ် Manchester City က55ရာခိုင်နှုန်းလောက်ရလိုက်ပေးထားတယ်အဲ့တော့အဲ့လိုပေးထားတဲ့အတွက်လည်း Manchester City အနေနဲ့အဲ့ခုနက defensive nemesis နေရာကပိုကောင်းနေဘူးလို့လေပိုပြီးကပါလုံနိုင်မှာဘာလို့လဲဆိုတော့အရင်တော့ကွာဂျူလိုက်အယူဆကကိုကကင်ထားတဲ့အတွက်ပြန်ဘက်က percentage နည်းနည်းပဲကိုတိုက်ခိုက်နိုင်တယ်အခုကပေးထားတယ်သူတို့ပေးထားတာဖြစ်တဲ့အတွက်ဟိုဘက်ကပိုပြီးတော့ volume များများပိုတိုက်ခိုက်လာပါပဲအဲ့ဒီအချက်အတွက်လည်းလိုအပ်ချက်ဖြစ်တယ်အဲ့တော့ဒီအဲဒါကဒီပွဲတစ်ပွဲလုံးနဲ့ဆိုင်တဲ့ game design နဲ့ဆိုင်တဲ့ idea ပေါ့နော်အဲ့ idea မှာအဲပုံမှန်ခြေစွမ်းတဲ့ဒါကိုက်ညီနေတဲ့ အခင်းချင်းမျိုးမရှိခဲ့ဘူးအဲအခင်းချင်းမျိုးမရှိခဲ့တဲ့အတွက်ဒါရုံးကန်ရတယ်ဒါကတော့ပထမဆုံးအချက်အနေနဲ့မြင်တယ်ပေါ့လေအဲပြီးတော့ဟိုဗီလာအသင်းကဒီပွဲကိုဟိုဗီလာကတော့ထုံးစံတိုင်းပဲလောကလိုဘလော့ကြီးနဲ့ပိတ်ကန်တဲ့အသင်းလည်းမဟုတ်ဘူးသူကသူတို့ရဲ့ natural game ကိုပဲသူတို့ကစားတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့ defensive line ကမြင်တယ်အချင်းတွေပေါ်မူတည်ပြီးတော့သူလိုက်ကြောင်းကြီးတွေကစားတယ်ပြီးတော့ဒီပွဲမှာဆိုရင်ဗီလာရဲ့ဒါအရှင်တော်ကပုံစံကောင်းပြရတဲ့အတွဲဖက်တွေပေါ့နော်ဒါကွင်းလည်းမှာကင်မရာနဲ့အိုနာနာဒီနှစ်ယောက်လုံးကခက်စစ်စားတာတော်တော်ကောင်းတယ်ပေါ့နော်အပြည့်အိုနာနာနဲ့ကင်မရာက ဒီကန်စစ်အလဲကပေါ်ထော်ရက်စ်နဲ့ကွန်ဆာနဲ့အကောင်းဆုံးချိန်ဆက်နိုင်တယ်ပြီးတော့ဖူးဘက်တွေကဒီဘက်မှာကောင်းနေတယ်ပေါ့နော်အဲ့တော့ SOV လိုက် defensive unit 6ယောက်ဆိုပြီးတော့အပိုတရားဖြစ်တဲ့ Mike ဒီဒီကစားသမားတွေကလောက low block ကြီးဆိုင်ကစားနေတာမဟုတ်ပဲမဲ့တောင်းအောင်ကြောင်ကစားနိုင်တယ်ဒီခါမှာ Manchester City ထုတ်ခါရောက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ကိုရသွားတာပေါ့ကိုစောစောစီစီရသွားလဲပါတယ်ကိုကတော့အရန်လာပါတယ်မတီကက်သွင်းသွားတာကျန်တော့နော် ပေးသွားတဲ့ဘွန်ဒီယောရဲ့ပေးပို့မှုကလည်းတော်တော်ကောင်းတယ်မက်ဒီကက်ကန်သွားလည်းတော်တော်ကောင်းတယ်အဲ့တော့အဲ့ဂိုးရသွားတယ်စီတီကအဲ့ဂိုးမရခင်ဒီဘာမှမလုပ်လာတိုင်ပတ်နေဒီကစားကွက်တိဆောက်တာလည်းတော့တိုင်ပတ်နေအဲ့ဂိုးရသွားတော့ပိုးဆိုးတယ်ဘွန်ပြီးတော့ဖီလာထပ်ပြီးတော့ဖိုးနေတဲ့အချိန်မှာလေအလေးလေးအပြူပြူဖြစ်တာမြင်ရတယ်တချိန်ဆိုရင်မက်ဂင်ဂိုးသွင်းဖို့ကြိုးစားတဲ့တချိန်ဆိုရင်ပိုတော်လွတ်သေးတယ်ပွင့်ဖို့ပေးရတဲ့ဂိုးထက်တော့ပိုတော်လွတ်သေးတယ်ဘာလို့လဲဆိုတော့မန်ချက်စတာစီးတီးရဲ့ကိုယ်ရောက်ရရဲ့လူကတ်တယ်အဲ့အလုံးက Morgan Rogers လား Watkins လားမသိဘူး အကန်နဲ့ပေါ့နော်အဲ့ Morgan Roger နဲ့ working သားမှာကစားသမားက၄ယောက်လောက်ရှိတယ် Ruben Dias ကပါအင်တာထိရောက်နေတကယ်လို့ Ruben Dias ကအင်တာရောက်မှာမဟုတ် Ruben Dias တရှိရဲ့ဂျိုးကျုံးလည်းရှိတယ်အဲပြီးတော့ Cavadio လည်းရှိတယ်အင်တာမှာအကုန်လုံးရောက်တယ်ဟိုမှာ Matis Nunes တယောက်ပဲရှိတယ်မကင်မကင်မဲ့ဟိုဘက်ကိုပေးလိုက်လဲဘူးနိုင်ချင်များတယ်ပေါ့နော်လောကယူလွတ်ထွက်သွားတာအဲအဲ့လိုမျိုးပေါ့ဘာလို့လဲဆိုတော့သူတို့ပုံစံမကြဘူးဒီအခုကစားနေတဲ့ပုံစံနဲ့အဲ့ပုံစံမကြတဲ့အမ် အချိန်ဆက်လွယ်မှုဒီဘက်မှာမြင်ရတယ်ပေါ့နော်။ဒါကတော့ခန်စစ်ပိုင်းနဲ့ပတ်သက်တာအက်စတွန်ဗီလာဘက်ကထိုးနှက်တာနဲ့ပတ်သက်တာပေါ့။အဲ့တော့ City ရဲ့တိုက်စစ်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းလိုအပ်ချက်ရှိအလဲထဲမှာကစားနေတာဘာနာရိုဆေးဗာနဲ့ဖိုဒန်နဲ့ဖိုဒန်ကကောင်းနေသေးပဲဒီဘက်မှာလည်းဖိုဒန်အကောင်းဆုံးလို့တော့ပြောလို့ရတယ်မန်ချက်စတာ City ကစားသမားကြီးတွေမှာ။ဒါပေမဲ့ဘာနာရိုဆေးဗာကသူအဲ့အဲ့ game ကိုသူမကစားနိုင်တော့ Riders ကစားတယ်လို့သူမကစားနိုင်။အဲ့ဒါကလိုအပ်ချက်ဒါတစ်ချက်ပြီးတော့နောက်တစ်ချက်အရေးကြီးတာဒါကျွန်တော်ရဲ့ အဲဒီအမြင်ပေါ့နော်ဘာရေးကြီးလဲဆိုတော့ကဗဒီယောကအမ်သူက progression လုပ်နိုင်တယ်ပေါ့နော်ဘောလုံးကိုရှေ့ကိုတဲဆောင်တဲဆောင်နိုင်တယ်ကယ်ရီယာဖြစ်ဖြစ်စေပတ်စံအဖြစ်ဖြစ်စေတဲဆောင်နိုင်တယ်အဲ့တော့ तू ကဖန်စာအရင်တော့ကစားသမားပြီးခဲ့တဲ့ပုံစံကြနေကစားသမားက Nico O'Reilly तू ကပြီးတော့ပြနိုင်တယ်တဲလဲတင်နေတယ်ဒါပေမဲ့ तू အိတ်လုတ်တယ်တိတ်မလုတ်ဘူး तू လုတ်တာက तू ကအလုတ်ဝင်ဝင်လာတာ runner လို့ကျွန်တော်တို့အတွေ့ခေါ်ရမှာပေါ့နော်အဲ running လုတ်ပြီးတော့ အလွတ်အလွတ်ပေါ့နော်ဘောလုံးမကင်အောင်အလွတ်အလွတ်အနေနဲ့အဲ့ဒီ line နဲ့ကြားထဲဝင်ဝင်လာပြီးတော့ Manchester City ရဲ့ numerical advantage ကိုမြင့်ပေးတာအဲ့အလွတ်ကို cover တီရောမလို့ဘာလို့လဲဆိုတော့ तू ကအများဆုံးအဖြစ် तू ကဘောလုံးကင်လာတာ哦တော်ပါတော့အဲ့တော့ City ရဲ့ဒီ Haaland နဲ့ချိန်ဆက်မဲ့ line ပေါ့နော်အဲ့ line မှာလူတယောက်လိုအပ်နေတယ်ပေါ့နော်လူတယောက်လိုအပ်နေဆိုတာ City ကစားနေကြအာသာချက်မျိုးရရှိဖို့အတွက်ကဘာဒီရောအဲ့အလုပ်ကိုမလုပ်ဘူးအဲ့အလုပ်ကိုမလုပ်တဲ့အတွက်လိုအပ်ချက်ရှိခဲ့တယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်မို့ live set ထင်တယ်လို့ မကောင်းခဲ့ဘူးအဆိုဗီလာကတော့ရှင်းတယ်ဖိုဒန်နဲ့ဒီဟာလန်ကြကချိတ်ဆက်မှုပေါ့နော်ပြောမယ်ဆိုတော့အဲ့ကတ်နေတဲ့ line line ကြတဲ့ချိတ်ဆက်မှုကိုလိုက်ပြီးဖြတ်တောက်ဖို့အတွက်အိုနာနာနဲ့ကာမရာကစူးစမ်းခဲ့တယ်အောင်လဲအောင်မြင်ခဲ့တယ်ပြီးတော့ခုနတယောက်လုံးကတော်တော်ကောင်းတဲ့နေရာမှာပါတယ်ပေါ့နော် defensive ကစားဖို့အဲ့တော့အဲ့ဒီအချက်တွေကို Manchester City မကြော်နိုင်ခဲ့ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့မကြော်နိုင်ခဲ့ခြင်းမှာလည်း Guardiola အနေနဲ့သူ့လူစင်ကိုအပြောင်းလဲတနေရာမဟုတ်ဘဲနဲ့ဥပမာ Rinders တနေရာပဲ ဒီ nemesis ကိုကစားခိုင်းတာမဟုတ်ဘဲနဲ့ तू ကနောက်ထပ်အရေးပါတယ်နောက်ထပ် unit တစ်ခုဖြစ်တဲ့ဂျပန်ရောနော်ပိုရာလီနဲ့ကမ္ဘာတီရောကိုမှ तू အဲ့လိုလုပ်ခဲ့တယ်ပြီးတော့အဲ့ဒါနဲ့ချိန်ဆက်တာကအဲ့လိုပြောင်းလိုက်တဲ့အတွက်ဒီ center back parents ပါတော့ပြောင်းတယ်ကမ္ဘာတီရောနဲ့ ruben dias ကအရင်မိနေပြီလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်တယ်တော်တော်လေးလေး individual အခြေသွေးရလဲမြင့်ပြီးတတ်တယ်ပေါ့လေဆရာကြီးတွေအဲ့တော့အဲ့ဒါကို तू ကလည်းထပ်ဖြတ်တယ်ထပ်ဖြတ်ပြီးတော့ဂျိုစတုံးကရှေ့တက်တယ်ပေါ့နော်အဲ့တော့မိနေပြီးသားဟာကို तू ကလည်းရှောက်ပြီးတော့ ဟိုဖြုတ်ပလိုက်တော့ဖြစ်တာပေါ့နော်အဲ့တော့ဖြုတ်ပလိုက်တဲ့အချိုးကျဉ်စုလည်းခံစားခဲ့ရတယ်ပြီးတော့ villa ကလည်းအဲ့ဒီ system ကိုတိုက်ခိုက်ဖို့အတွက်ဟိုသူ reactive ပြင်ဆင်လာတယ်အဲ့ဒါကိုလည်းထပ်ခံခဲ့ရတယ်အဲ့ဒီအတွက်အမ်ပြောမဆိုရင်တော်တော်လေးယုံကန်ခဲ့ရတဲ့ပုံဖြစ်တယ်ရှုံးရှုံးတယ်ရှုံးလိုက်တယ်လို့ပဲကျွန်တော်ကတော့ယုံကြည်ပါတယ်အာစီတူတုံးတက်ပြီးတော့တော်တော်လေးလည်းမိုက်ပါတယ်ဟိုမိုက်တယ်ဆိုတော့ကိုယ့်ကိုယ်ကွင်းပါပဲဥမာဂျွန်မကင်းလို့ဒါလွတ်သွားတဲ့ဘောလိုမျိုးဆိုကိုပါဟိုသွားမြင်အောင်လဲဆိုဘရိုက်တန်ရဲ့ပွဲတော့ကသူတို့ဒီပေးလိုက်ရတဲ့ဒါဒုတိယဂိုးမျိုးအပေါက်မျိုးပေါ့နော် ဒီဟာတွေကဟိုအစောပိုင်းမှာလည်းဒါ CD ခံခဲ့ရတာပဲဒီအားနဲ့ချက်တွေရစစ်ဒါ Rhinos ဘယ်လိုပြောမလဲညံ့လို့မဟုတ်ဘူးဒါပေမဲ့သူ့နေရာမှာတကယ်တမ်းဟိုဘယ်လိုပြောမလဲ cover လုပ်ပေးနိုင်တဲ့ ဒီ nemesis rule တယောက်မျိုးဆိုရင်တော့ဒီလိုမျိုးအလုံးများလွတ်ချင်မှတော့ဒါလွတ်မှာဆိုတော့ပေါ့မျိုးဒါအဲ့ဒီနေရာကလည်းကိုသွားပြီးမြင်အောင်လေနောက်တစ်ချက်ကတော့မှတ်ပါလေဒါ Javari ရောဟိုဒါ CD လက်3ထားမိမှာပဲ Javari ရောပြန်ကစားလာပြီးနောက်ပိုင်း CD တဟုန်တို့ဒါပြန်ပွဲစုံရလက်တွေဒါ draw ကြီးကိုကောင်းတယ်ဒီ Bila နဲ့ပွဲမရှုံးခင်ဒီဒါတရင်နှပွဲတရင်နှပွဲအနိုင်ကူးပွဲလားမသိဘူးအဲ့ Javari ရောမပါလာခင်စက်ကြမှာ ဒါစီးတီးတော်ကြီးကိုဒါတိုက်ပတ်တယ်အဲ့မှာဆန္ဒဘက်မှာဒီဂျော်ရီယောပြောင်းလာတဲ့အခြေအနေတခုမှာတော်တော်ကြီးကိုအားကောင်းသွားတာတွေ့ရအဲ့အထိုင်ကိုလည်းဒါဖျက်လိုက်တဲ့ဟာတခုကလည်းဒါတေးကြပါလေဒါစီးတီးဒီဘွဲမှာရုံးကန်သွားတဲ့အချက်လိုလည်းမြင်တယ်နောက်ထပ်ဒီတော်မတက်စစ်တွေကလည်းအခုဒီနေ့မနေ့ကဆိုတော်မတက်စစ်တွေတဲ့တိတ်ပြီးတော့မှဒါမလုံနိုင်ဘူးနော်ဒီတော်မတက်စစ်အားနေတာလေးတွေလည်းဒါတွေ့ရညီဒီပေါ်လဲစီတူတုံးသက်ပြပါဦးဟုတ်တယ်ကိုခုနဒီအွှေ့လေးတွေအပြောင်းလေးတွေလှုပ်ထားတာပေါ့နော်အပြောင်းလေးတွေအများကြီးလှုပ်ထားလှုပ်ထားပြီးတော့ တောင်မန်တွေကသူကအားကိုးရဆုံးတောင်မန်သူမှရှိပြီးသားပေါ့နော်အားကိုးရဆုံးတောင်မန်အဲ CD အကောင်းဆုံးခြေစံပြနိုင်ခဲ့တဲ့တောင်မန်တွေကဒါဒိုကူနဲ့ဘာနာဒိုဆေးဗာဘာနာဒိုဆေးဗာကအဲ့မှာအဲ့လိုအခြေအနေမှာတောင်မန်ကစားရတော့မဟုတ်ဘူးဒါပေမဲ့အသင်းအများကြီးကူညီပေးတယ်ပေါ့နော်အဲ့လိုကစားရင်ကစားမကစားရင်7ညိုနဲ့ဒိုကူအဲ့လိုကစားရတယ်ပေါ့နော်ဒါသူ့ရဲ့အားကောင်းဆုံးလက်နက်တွေပေါ့ဒါပေမဲ့ဒီဘက်မှာကြာတော့7ညိုနဲ့အော်စကာပေါ့ပွဲထွက်လာတယ်ဒါကအားကောင်းဆုံးတောင်မန်တော့မဟုတ်ဘူး ဟုတ်ပါဘူးအဲ့တော့ဟိုဘယ်လိုပြောမလဲအဲ့ဒီဆုံးဖြတ်ချက်တွေရဲ့အဲကျိုးဆက်ကိုခန်းစားခဲ့ရတယ်ပေါ့နော်7ညူကတော့ကောင်းပါတယ် pop ကဒီဘက်မှာပျောက်နေအောင်တွေ့ရတယ်ပေါ့နော်အဲဒါကလည်းသူကလည်းတော့ပဲရှိပါသေးတယ်သူချေဆိုတာတချို့ပွဲလည်းကောင်းတယ်တချို့ပွဲလည်းမကောင်းဘူးပေါ့နော်တကယ်လို့ဒါဒိုကူနဲ့ဆာဗင်ယူပြထွက်တယ်ဆိုရင်တော့အခုတက်ပို့ပြီးတော့ဟိုလွတ်လွတ်ရှာရှာပို့ဖြစ်နိုင်တယ်ပေါ့နော်ဒိုကူဆိုဒီဘက်မှာလည်း30လောက်ကစားသွားတယ်ဒါပေမဲ့သူ့ရဲ့ဒီကြော်ဖြတ်မှုသူ့ရဲ့ဒီ progression via carries ပေါ့ဘယ်လိုပြောရလဲအဲ့အားတွေက ဟိုတပွဲလုံးကစားတဲ့ကစားသမားတွေလည်းမြင့်တယ်အဲ့အဲ့ရကလည်းတခါတည်းကျတော့လို့လေပေါ့နော်ဟိုဒိုကူအရင်ကောင်းနေတာတော့မဟုတ်ဘူးဒိုကူဒိုကူကြောင့်လည်းဟိုနိုင်နေရလို့ပြောရတာခက်တယ်ဒါပေမဲ့ဒိုကူပါခြင်းကအများကြီးလွတ်စေရတော့တည်ကြတယ်ပေါ့နော်အဲ့တော့ဒီ Manchester City အတွက်လည်းအဲ့တောင်မန်အနေထားကအရေးကြီးတယ်ပေါ့နော်အရေးကြီးတဲ့ဟာကိုသူတို့အများကြီးလစ်လူရှုခဲ့တယ်ပြောရင်ဒီပွဲကပေါ့ပေါ့လေးသွားတွက်တယ်ပေါ့ဗီလာညံ့နေတယ်ပေါ့ပေါ့လေးသွားတက်တယ်လို့ယူဆနိုင်တယ် သူတို့ရဲ့ကစားသွားပေါ့သူတို့ရဲ့အာယုံဆိုင်ပေါ့သူတို့ရဲ့ခင်ချင်းပေါ့ပါလေအဲ့ဒါအဲ့ဒါကပြည့်စက်ခဲ့ရတယ်ပေါ့လေတော်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 လေးလည်းဒါနှစ်နာပါလေ CD အတွက်ကတကယ်ဆိုရင်တကယ်ဟိုကိုမိုမန်တမ်တစ်ခုရနေပြီဒါလေရှုံးဝဲမရှိလေတို့လေးလက်ကြပြီဟာလန်ရဲ့ဒီတိုက်စစ်အားတကယ်ဟိုအားကောင်းတဲ့ပုံစံမှလည်းမြင်ရတယ်မနေ့ကတော့ဟာလန်ကိုယ်တိုင်လည်းကိုယ်ပေါ်ခြေချောင်းမှုကဘာမှထူးကြကြလည်းမရှိနိုင်ဘူးเนาะသူ့ပံ့ပိုးပေးတဲ့ကစားမားတွေမှလည်းဖူတန်တယောက်လောက်ပဲ ပြောစရာရှိတယ်တကယ်တမ်းပုံမှန်ဆိုတော့ဖိုတန်နဲ့ဆိုင်တောင်ပန်နေရဲ့ဒီတိုက်စစ်ပတ်မှုမှုတွေနောက်တဲ့နေရာလွတ်ဖန်တီးနိုင်မှုတွေကကျတော့အများကြီးအရေးပါတဲ့အခြေအနေတခုမှဒီဟာတွေမရခဲ့တဲ့ဟာမှာတော့ဟာလန်ကိုယ်တိုင်လည်းဒီပွဲဆွဲပွဲဆက်ပေါ့လေဒါကိုးသွင်းနိုင်မှုတွေကတော့တခန့်ရပ်သွားခဲ့တာကိုတွေ့ရပါတယ်အခုနောက်တစ်ပွဲလေးလည်းထပ်ပြီးသွားကြတာပေါ့နော်နောက်တစ်ပွဲကဒါ Everton ရဲ့ ကွင်းသစ်ကြီးမှာဒါပထမဆုံး Everton ရဲ့ဒါရှုံးပွဲတစ်ဖက်မှာ Tottenham Hotspur ကထူးခြားတယ်အိမ်ကွေးမှာရှုံးပေမဲ့ဒီဟာဒီ Premier League အဝေးဝန်းပွဲစဉ်တွေမှာလုံးဝမရှုံးသေးဘူးဗောလေဒီအဝေးပွဲလုံးဝမရှုံးသေးတဲ့မှတ်တမ်းတစ်ခုကိုလည်းဒါဆက်ပြီးတော့မှထိန်းသွားတယ်ဒီပွဲလေးလည်း City ဆက်ပြီးတော့မှပြောပြပါဦးအစောပိုင်းမှာလည်းဒါ Van Dijk ရဲ့ဒီဘယ်လိုပြောမလဲဥဆောင်မှုတွေကြောင်းလည်းဒါအစောပိုင်းမှာလည်းပြောထားတယ်ပြောထားတာဗောလေဒီပွဲလေးကို City ထပ်ပြီးသုံးသပ်ပေးပါဦးဟုတ်ကဲ့ပွဲက Thomas Frank အကြိုက်ပေါ့နော်ကိုစောစောရတယ်ပြီးတော့ အဝေးဝင်းခုနကပြောလို့မှစဉ်းစားရမိရပါတော့အဝေးဝင်းပွဲတွေပို့ပြီးတော့ကောင်းနေရပါလေအဲ့တော့အဝေးဝင်းပွဲတွေကိုစပါကအောက်အသင်းလိုမျိုးပေါ့အရင်တော့ ash ကတော့ဘယ်ပွဲပဲဖြစ်ဖြစ်သူကကိုကိုအပေါ်အသင်းလိုပဲခဲ့တာပေါ့နော်အခုစပါကအောက်အသင်းနေနဲ့ပို့တကစားရင်ပို့ကောင်းတယ်ပေါ့နော်ဒါကတော့ Thomas Frank ရဲ့ဒီ characteristic လို့ဖြစ်နေတယ်ပေါ့လေတကယ်ကြီးကိုအဲ့ဒါကြီးတကယ်ကြီးဖြစ်နေတာပေါ့နော်အများကလည်းတကယ် Everton ကစားတာမဆိုးပါဘူး စပားကိုပို့ပြီးတော့လာပြရပေးနိုင်တယ်စပားကကြတော့အေးအဗာတန်ကန်စားတဲ့ပုံစံကိုသူကပြန်ပြီး react လုပ်တဲ့ဘက်ကိုပဲသွားတယ်အဲ့လို react လုပ်တဲ့ game နဲ့စပားပို့လိုက်တာတွေ့ရတယ်ဟုတ်တယ်တပွဲလုံး react လုပ်နေတာမဟုတ်ဘူးပေါ့နော်90 90 90 minutes လုံး react လုပ်နေတာမဟုတ်ဘူးကိုယ်ကကင်ကစားတဲ့အချိန်တွေတော့ရှိတာပေါ့အဲ့တော့ကင်စားတဲ့အချိန်တွေကဒါမှနဲတယ်အဲ့လိုနဲတာကစပားရဲ့လက်ရှိလူဝင်ရမ်းနဲ့လိုက်တယ်ပေါ့နော်တော်တော်လေးလိုက်ပတ်ပြီးတော့ဒီစပိုင်ကွင်းလေဖဲလင်ညာတို့ဘန်တန်ခွာတို့ကလည်းအဲ့ပုံစံနဲ့လိုက်တယ်ဖြတ်ကားတာသူကပွားတတ်တယ် ိုယ့်ဘက်ကဘောလုံးတိဆောက်ပြီးကစားရတာထက်အဲ့တော့ဒီ game ရဲ့ဒီသွားတဲ့လမ်းကြောင်းကစပားအကြိုက်လမ်းကြောင်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့1-0ကဒီတောင်းပန်ဘောကရတယ် Fantivan twin သွားတယ် pivot ကြောင့်တော့လောက်တာပေါ့နော်ပြောမလို့ဆိုတော့ကိုယ့်ဘက်ကသူရှာမှုပါသွားတာပါတော့ဘန်တခွာတပြောပြန်လိုက်ချပြီး Fantivan twin သွားတယ်ပေါ့နော်1-0ဆက်ဖြစ်တယ်အဲ့မတိုင်ခင်မှာလည်း Everton ခွင့်ရရတယ်အဲ့ကိုပြီးမှလည်းခွင့်ရရတယ်ကိုလည်းကိုသွားရင်တော့ဒါမှမဟုတ်လူကျွန်းနေရပေါ့နော် Angeri လူကျွန်းနေရ ဒီ Jake O'Brien သွင်းသွားတဲ့တောင်းကန်ပွားကိုပေါ့အဲ့တော့ခေါင်းတွေကတော့အရင်တိုက်နေကြတာမြင်ရတယ်ဒီပွဲမှာဝမ်းဝမ်းဖြစ်သွားတယ်ဆိုရင်တော့စပါမလွယ်ဘူးပေါ့ဒါပေမဲ့1-0ဖြစ်တယ်အဲ့နောက်ပိုင်းမှာ Everton ထပ်ပြီးရယ်ဂိုးတွေမရဘူးစပါးကဂိုးပြန်ထပ်ရသွားတယ်တောင်းကန်ပွားကလည်းထပ်ရသွားလာတိုက်သွားတာတော်တော်ကောင်းတယ်တင်သွားတာတိုက်သွားတာတော်တော်ကောင်းတယ်ပေါ့နော်နောက်ထပ်အာအာဆင်နယ်တသင်းဒါထပ်မမွေးမြူနေပြီလို့ပြောလို့ရတယ်။ဒါဆိုသောမဖရန်ကဘရန်ဖို့မှာလည်းဒီအလုပ်တွေအရင်ကျွမ်းကျင်တယ်။အခုစပါးမှာလည်း ကောင်းကောင်းတင်ပြနိုင်တဲ့ဖန်ဆာတွေရှိတယ်ကောင်းကောင်းတိုက်နိုင်တဲ့ကစားသမားတွေရှိတယ်ကောင်းကောင်းခုနိုင်တဲ့ body အများကြီးရှိတယ်ပေါ့နော်အဲ့တော့တောက်လျှောက်မြင်တွေ့နေရတာပါဟိုဒီ PSG နဲ့ Super Bla ပွဲတွေကစပြီးမြင်တွေ့နေရတာအဲ့တော့အခုလည်းဆက်ပြီးတော့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့2-0ဖြစ်သွားတယ်ဟိုအေးစစ်စစ်ဖြစ်သွားပြီပေါ့လောက Thomas Frank အကြိုက်ဆုံးခွင်တွေကိုရောက်သွားပြီအဲ့တော့ Everton က8ခွင်ကြီးကိုရိုက်ချိုးဖို့အတွက်လုံလောက်တဲ့လူအင်အားမရှိဘူးဒီပွဲကကစားပုံကလုံလောက်တယ်သူတို့ကစားတာမဆိုးကောင်းတယ်ဒါပေမဲ့ လူဝင်အားအရာကကြတော့အထူးသဖြင့်နံပါတ်9နေရာကအရန်အားနေနေရပါတော့เนาะအဲ့တော့ဘက်ထူကဒီဘက်မှာအဲဒီ bicycle kit တစ်ကြိမ်ခံလိုက်တဲ့ခိုးလူနီးပါးဖြစ်သွားတယ်ဒုတိယပိုင်းအစားလောက်မှာ victory ကိုအကောင်းဆုံးကာကွယ်သွားတယ်ပေါ့နော်အဲ့တစ်ကြိမ်ရလွယ်လို့ဂျန်တဲ့အချိန်တွေမှာအခွင့်အရေးကောင်းကြီးတွေရတယ်ဒါပေမဲ့တစ်ကြိမ်ဆိုရင်သူအရှေ့ Manchester City နဲ့ပွဲတော်အောင်လို့ပဲတောင်မန်း anti-air ဖြတ်ပေးလိုက်တယ်ပိတ်ဖို့နောက်ကျနေတယ်မကူသွားဘူးပြီးနောက်ထပ်တစ်ကြိမ်အဲ့လိုမျိုးပေါ့နော်အဲ့ anti-air ကတောက်လျှောက်သူ့ဘောလုံးနဲ့ပေးနိုင်တယ် ဟိုအာအသိမှုတော့ကောင်းလားအန်တီရီဆီကထွက်ထွက်လာတာမဖြစ်နိုင်တဲ့အနေထားထွက်ထွက်လာတာပြီးနိုင်တယ်ဒါပေမဲ့ဘက်တူကမပိတ်နိုင်အောင်ဖြစ်နေတယ်ဟို तू तू စီမှာတော့ကျွန်တော်မျောလင်းချက်အများကြီးမမြင်ဘူးပေါ့နော်အဲ့တော့ဘထူးအစ်စ်ခေါ်လာတဲ့ Tiano Berry ကိုပဲ Tiano Berry လည်းကောင်းမနေဘူးကောင်းမနေပြီမဲ့ဘာပဲပြောဒီအသက်ရွယ်ပိုငယ်ရွယ်ပြီးတော့အလားလာပိုကောင်းတဲ့အနေထားမှာရှိတယ်ပေါ့နော်အော်ဘာပဲပြောသူ့ကိုတုံးလိုက်အချိန်တန်မိလာမယ်ဆိုတော့လမ်းကြောင်းကိုရှောက်တာပူကောင်းမှထင်တယ်အဲ့ဒီနံပါတ်9လိုအပ်ချက်ကဒီပွဲအတွက် အရင်ရေးကြည့်ခဲ့တယ်ပေါ့အဲ့ flower wise အဲဒုတိယပိုင်းဆက်စားခြင်းမှာကိုရသွားလာပဲဖြစ်ဖြစ်ဒါ10ဖြစ်နေတဲ့အချိန်မှာကိုရလာပဲဖြစ်ဖြစ်အဲ10မဖြစ်ခင်မှာလည်းတိန်ရသေးတယ်ဘက်တူအခွင့်ရေးအဲ့မှာတခုခုမှရခဲ့ရင်တော့ဒီပွဲတလို့မဖြစ်ဘူးဒါပေမဲ့အဲ့ဖန်တီးပေးတဲ့လူကခွင့်ရေးဖန်တီးပေးနိုင်တယ်သွင်းမဲ့လူကမသွင်းနိုင်ဘူးအဲ့တော့ Everton ကဒီတခြားအသင်းတွေလိုမျိုးအဲ့လိုမျိုးခွင့်ရေးတွေကိုဟို7မိနစ်တခါ7မိနစ်တခါအဲ့လိုမျိုးစက်တက်ကြီးရနိုင်မဲ့အသင်းမဟုတ်ဘူးရတဲ့အချိန်မှာသွင်းနိုင်ဖို့လူတယ်အဲ့ရတဲ့အချိန်မှာသွင်းနိုင်ဖို့ မလုံနိုင်ဘူးပေါ့နော်အဲ့တော့ Everton ရဲ့လူအင်အားဆိုင်ရာအားနည်းချက်ကအဲ့ဂိုးသွင်းမဲ့နေရာမှာသွားပြီးတော့ရှိနေခဲ့တယ်။ဂျန်နစ်ကစားသမိုင်း Angeri တို့ Grealish တို့ Juzuri ဟောတို့ပြီးတော့ကွင်းလေကဘသူပဲဖြစ်ဖြစ် James Garner တို့ပဲဖြစ်ဖြစ်အကုန်လုံးတောင်းအကြည့်ကြတယ်။အရင်ညံ့မနေဘူးလုံလောက်တဲ့အနေထားပေါ့နော် Everton လိုအသင်းတစ်သင်းကပြတ်သားရမယ့်အနေထားတစ်ခုကိုပြတ်သားနိုင်တယ်။အဲ့တိုက်စစ်ကအဲ့လောက်မပြတ်နိုင်နိုင်တဲ့အတွက်ဒီပွဲကဟိုပြတ်သက်တက်ပြတ်သွားတာပေါ့နော်။စပါးအကြိုက်ဆုံးကွင်းလေကိုရောက်သွားတယ်။စပါးဥဆောင်ကိုရရတယ်။ Everton ကကြတော့ကိုရရတဲ့ခွင့်ရည်တွေမသွင်းနိုင်ဘူး။ အတွင်းလာပဲနဲ့နောက်ဆုံးဒီပါပီမတာစားရဲ့နောက်ထပ်တကူပါအတွင်းယူခွင့်ပြုခဲ့ရတယ်ဗောနော်ဇီ3တော့အရင်ပြတ်သားရရလက်ပြတ်သွားခဲ့တယ်ဘာဖြစ်ဖြစ်စပါးနဲ့ပတ်သက်လာရင်ဒီလိုမျိုးခွင်ကိုအရင်ကြောက်ရမယ်ဆိုတော့ထပ်မံပြသွားခဲ့တယ်ဗောနော်အဲ့လိုခွင်သွားဖြစ်လို့မရဘူးဗောဒါကတခြားအသင်းတွေအတွက်ဟိုတတိပေးခေါလောင်းတယ်မယ်စပါးအရင်ကြိုက်တဲ့ခွင်ဖြစ်သွားပြီအရင်စပါးနဲ့မတူတော့နောက်ထပ်စပါးအသစ်တစ်ခုကိုသွားနေပြီအဲ့တော့ဒီလိုဒီလိုအခြေအနေမှာတော့ကြောက်ဖို့အရင်ကောင်းတယ် နောက်ထပ်အရေးကြီးတယ်ဘောနပွဲကို control လုပ်ပြီးတော့အတင်းကြီးတသိန်းအနေနဲ့ကောင်းအောင်ကစားနိုင်မလားဒါကတော့စောင့်ကြည့်ရမယ်အဲ့ဒါကနှစ်ခုပေါင်းဆက်နိုင်တော့အရင်ကြောက်ဖို့ကောင်းသွားလိုက်မယ်ဘောနလောလောဆယ်ကတော့အဲဒီလိုမျိုးပဲတချို့ပွဲနိုင်လာတချို့ပွဲရှုံးလိုက်ဆိုတော့အဲဒီ model မှာပဲသူတို့တန့်နေအောင်မယ်လို့ကျွန်တော်တော့ဟိုတင်မိတယ်။ Wolverhampton က30ရင်းနိုင်လို့အာ survive ရအရင်ကောင်းနေပြီဒီအဆင့်တွေကလည်းမြင့်နေရဲ့အဲဘယ်လိုပြောမလဲအဲ့လိုမျိုးကြီးချီကျူးလို့တော့မရသေးဘူးမရသေးဘူးလို့ထင်ပါတယ်ပို့ဟုတ် ်ဒါနောက်ထပ်ဒီစနေနေ့ sorry တနင်္ဂနွေနေ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့စီသူဘာမြဖြစ်ဆိုပြောလို့ရှိမှာမသိနေအဟုတ်ကဲ့ဖြစ်ဆိုပြောလို့တော့မရှိတော့ပါဘူးဒါကျင်းတဲ့နောက်ထပ်ကျင်းတဲ့ရတဲ့အပတ်တပတ်ပဲဒါပေမဲ့ထူးဆန်းတာက shift ပေါ့နော်ဘောလုံးကဘာရဲ့ shift တခုပေါ့တခြားလိတွေမှာတော့ကျွန်တော်သတိကြကြည့်သလားအဲ့လောက်ကြည့်တော့မပြောင်းနိုင်ဘူးဒါပေမဲ့ Premier League က shift ကတော့အရင်ကျန်တယ်အရင်ကျန်တာကဒီ long ball တွေ set piece တွေ second ball တွေအဲ့အပိုင်းကိုအရင်ကြီး အားကိုးတယ်ပေါ့နော်အားကိုးတယ်အရင်အာယုံနောက်လာတယ်အဲ့ဒီအပိုင်းကဒီဘောင်းနီးပြအန်ဒီစလော့လဲတာပြောသွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်တဲ့ဒီတိုင်းလက်ရှာကြည့်တော့ဒီဘဘူးအသင်းနဲ့ပတ်သက်ပြီးတော့ long ball တွေစကန်ဘောတွေအသုံးပြုတဲ့ grab ပေါ့အဲ့ grab ကိုသွားတွေ့တယ်အဲ့ grab မှာဘာဖြစ်နေလဲဆိုတော့ဒီဘဘူးကအသုံးပြုခံရဆုံးအသင်းရဲ့ over ကဘာတစ်ခုမှရောက်နေသူ့နာမည်ဘူးမှမရှိဘူးကျန်တဲ့အသင်းတွေဒီဘက်မှာပဲရှိတယ်ပေါ့နော်အဲ့တော့သူလိုချင်တာကအရန်တုံးလာတယ် tactical weapon တစ်ခုဖြစ်တယ် ့ဘောလုံးမှာတော့ကြိုက်တဲ့လက်နဲ့သုံးလို့ရတယ်ပေါ့နော်ခွင့်ပြုထားတဲ့အထည်ကအဲ့တော့ခွင့်ပြုထားတဲ့အထည်ကဟာကိုသုံးနေတယ်အဲ့အခုလိုရွှေတကူကဟိုကျွန်တော်ဆက်ဆောင်ကြည့်ရမှာပေါ့နော်အခုဒီဘက်မှာဆိုလဲကျွန်တော်အခုပြောသွားတဲ့ပွဲဆိုရင်အာဆင်နယ်ပွဲလဲဆက်ပစ်ကကိုပဲပထမကိုပြီးတော့ဟုတ်တယ်အက်စတွန်ဗီလာလဲဆက်ပစ်ကအက်စတွန်ဗီလာဂိုးလဲဆက်ပစ်ကကော်နာကနေရှော့ကော်နာပေးပြီးတော့တဆင့်ထပ်ပေးပြီးကန်သွားတာပြီးတော့အဲဒီစပါပွဲမှာလဲနှစ်ဘိုးကဆက်ပစ်ကကိုပဲနောက်ဆုံးဂိုးကတော့ service မဟုတ်မဟုတ်ဘူးပေါ့နော် အဲအဲ့တော့အခု၅ဘူးမှာ၄ဘူးက service ကိုဖြစ်နေအဲ့ဒီအရှိန်လေးကိုပြန်ကြည့်ရင်လည်းအဲ့လိုတွေပဲသွားတွေ့ရမှာပေါ့နော်အဲ့တော့ဟို service ကိုတွေတော့များနေတယ်ဒါကပဲနောက်ထပ်အကျွေးတစ်ခုပေါ့နော်ဟိုအရန် present gain တွေအရန် position gain တွေအတွက် counter လုပ်ဖို့အတွက်ဒါတစ်ခုနောက်ထပ် idea တစ်ခုထပ်ပေါ်လာတယ်ပေါ့နော်အဲ့တော့အဲ့ idea တစ်ခုပေါ်လာပြီဆိုရင်တော့တို့လည်းတံပြန်မဲ့နောက်ထပ် idea တွေထပ်ပေါ်လာအောင်ပါပဲဟုတ်ပေါ်လာမှာအဲ့တော့လောလောဆယ်တော့ဒီဒီအပတ်နဲ့ပတ်သက်ပြီးတော့အခုဒီအပတ်အခုပြောသွားတဲ့၃ပွဲနဲ့ပတ်သက်ပြီးတော့ အဲ့ဒီအဲ့ရလေးစဉ်းစားမိပါတယ်ဟုတ်ဒါစစ်တူသုံးသပ်ပြီးတော့ကျွန်တော်လေးလက်တာပြည့်စုံပါတယ်ဒါအကိုရဲ့ bandit talk အစီအစဉ်လေးကိုဒီမှာပဲဒါရက်လက်ရအောင်ပါဟိုနောက်ပွဲတွေရဲ့နောက်ထပ်ဒါအခု ပေါ်လာတဲ့အကြောင်းအရာလေးတွေလည်းကိုဒါရကူရင်းနေကြတော့ထပ်ပြီးမှပြောကြတာပါဗောနော်ဟုတ်ကဲ့ပါကျွန်တော်ရတာ mandy dot အစီအစဉ်လေးတွေကတော့ဒီမှာပဲဒါခဏပြန်လာကြပါမယ်ကြီးစုအပိကကြတဲ့ soccer operator တူချင်းစီကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ